ရွှေကပွဲရဲ့အတွက်မဲဆွယ်တဲ့ဇလန်းကိုရိုက်ကူးရမှာပါဝင်ကူညီခြင်းမရှိလို့ဟုဆိုကောပြင်ဦးလွင်ကရိုက်ကွေးတစ်ခုကနေဖန်ဆီးခေါ်ဆောင်သွားခြင်းခံလာရတဲ့တရုတ်ဆောင်ဖွေဖွေမင်္ဂလာပါပရိသတ်ကြီးရှင်နမကြီးတရုတ်ဆောင်မင်းသမီးဖွေဖွေဟောမနေ့ကနိုဝင်ဘာလ6ရက်နေ့နေ့လယ်ပိုင်းမှာစတင်ပြီးအဆက်အသွယ်ပြတ်တောက်နေကရွှေကပွဲဝါရားဖြန့်ဆက်ကရိုက်ကူးဖို့ညှင်းဆုပ်ခဲ့တာကြောင့်ဖန်ခန့်ခဲ့ရတယ်လို့သတင်းများထွက်ပေါ်ခဲ့တာဖြစ်ပါတယ် ဖွဲ့ဖွဲ့မှန်နေကြကိုဖုံးဆက်တာ လုံးဝဆက်လို့မရပါဘူးအကုန်လုံးဝိုင်းဆက်နေကြတာပါလို့အနုပညာသတင်းထောက်တူကပြောပါတယ်မနေ့ကမွန်လွယ်ပိုင်းအချိန်မှာတရုတ်ဆောင်ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေတဲ့နေရာကိုရောက်ရှိလာပြီးဖက်စီခေါ်ဆောင်ခြင်းခံခဲ့ရတာဖြစ်တယ်လို့သတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကြားတာကတော့သူ့ရဲ့ရှူတင်မှာစစ်တပ်ကလာဖမ်းသွားတယ်လို့ကြားတယ်။တခြားအတီးပြုလို့တော့မရသေးပါဘူး။သိရတာနဲ့ပြန်ပြောပါမယ်လို့ပြည်တွင်းတရုတ်ဆောင်တအူးကပြောပါတယ်။ ဖွေးဖွေးဟောင်းလက်ရှိအွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သတင်းများအရာမကြခင်မှာပြုလုပ်မဲ့ရွေးကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာပူပေါင်းပါဝင်ခြင်းမရှိတာကြောင့်ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါတယ်ဖွေးဖွေးနဲ့ပတ်သက်ပြီးစစ်တပ်အမခန်ဝါဒဖြန့်လော်ဘီတယောက်ဖြစ်တဲ့ကျော်မျိုးမင်းကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာပါဝင်ပတ်သက်မှုမရှိတာကြောင့်ဖွေးဖွေးနဲ့အလင်းရောင်ကိုဖမ်းဆီးတင်တယ်လို့လည်းဝါဒဖြန့်ပြောဆိုမှုများပြုလုပ်ထားတာဖြစ်ပါတယ် ရွှေကပွဲဝါဒဖြန့် slogan ရိုက်ဖို့အတွက်ဆက်သွဲတာ ဖုန်းမကင်ဘူးလို့သိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းတယ်လို့ကြားပါတယ်ဟုဆိုကရုပ်ရှင်စီယုံနဲ့နှိဆက်သူတဦးကပြောပါတယ်။အခုလက်ရှိမှာအနုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာလ9ရက်နောက်ဆုံးထားပါဝင်ဖို့အတွက်ညွှန်ကြားထားပြီးလူတင်များတဲ့အနုပညာရှင်တွေကသရုပ်ဆောင်အလင်းရောင်နဲ့ဖွေဖွေတို့ကနိုဝင်ဘာလ9ရက်နေ့ညနေအထိဆက်သွယ်လို့မရတာကြောင့်အခုလိုဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ ကမ်ပိန်းမှာမပါဝင်တဲ့အနုပညာရှင်တွေကိုတော့အာနာသိန်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်တွေနဲ့ဖန်စီအရေးယူသွားဖို့ရှိနေတယ်လို့လည်းကျော်မျိုးမင်းကပြောဆိုထားတာဖြစ်ပါတယ်အခုလက်ရှိအချိန်ထိတော့ရွေးကောက်ပွဲရတဲ့အနုပညာလောကကနာမည်ကြီးသရုပ်ဆောင်တွေကိုတုံးထားတဲ့ဝါရဖြန့်ဇက်ကားတွေကိုအော်တိုဘာလနောက်ဆုံးအပတ်မှာထုတ်လင်းပြသခဲ့ပေမယ့်ပြည်သူတွေဘက်ကအနုပညာရှင်တွေကိုဝေဖန်ပြစ်တင်မှုတွေနဲ့အတူတပိမ့်မောက်တာနဲ့လူမှုရေးပြစ်ဒဏ်ခတ်တာတွေလှုပ်လာကြပါတယ်။ ကြောင့်မလို့ပြန်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့မှာအနုပညာရှင်အားလုံးကိုအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်ခဲ့ရင်အရေးယူခံရမယ်ဆိုတဲ့အကြောင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိလည်းအကျဉ်းချရာကနေပြန်လည်လွတ်မြောက်လာပြီးဇက်ကားတွေမရိုက်တော့တဲ့အနုပညာရှင်တွေအပါအဝင်အနုပညာရှင်တွေအားလုံးကိုဝါရားဖြန့်ဇက်ကားတွေရိုက်ကူးမပေးရင်အရေးယူမယ်လို့ပြောဆိုခဲ့တဲ့နောက်မှာဒါရိုက်တာဝိုင်းဒါရိုက်တာမီပေါ်ဒါရိုက်တာဝင်းလင်ထက်အော်ရတာအင်နွာကျော်စင်ပြည်တီဦးအစားရှိတဲ့နာမည်ကြီးအနုပညာရှင်တွေပါဝါရားဖြန့်ဇက်ကားရိုက်ကူးပေးနေရတယ်လို့လည်းသိရှိရပါတယ်